တချို့သောဓမ္မမိတ်ဆွေတွေကဖုံဖုံကိုမိကုံးလေးတွေလာမိကြတယ်။ဖုံဖုံဗျာတဲ့တပည့်တို့ဒေါသထွက်လာရင်အဲ့ဒီဒေါသကိုဘယ်လိုမျိုးထိန်းချုပ်ရမလဲဗျာလို့မေးလာတာဖြစ်ပါတယ်။ဒေါသဆိုတာကတော့ဗျာဘုထုဇဉ်သောတာပန်တက္ကရာကအနာဂတ်ကြည့်ဒေါသကမပင်ရသေးပါဘူး။ထိန်းချုပ်ဖို့အမတန်ခက်ပါတယ်။ဒါပေမဲ့လို့တတိကောင်းမယ်ဆိုရင်တော့ထိန်းချုပ်လို့ရပါတယ်။လူလေးမျိုးရှိတယ်ဗျာ။ ။တချို့ကြတော့ဒီဒေါသကိုမဖြစ်အောင်နေတယ်။ဒေါသကိုအဖြစ်မခံဘူး။အဖြစ်မခံတဲ့အတွက်သူ့ရုပ်ဟာဘယ်ချိန်ကြည်လိုက်ကြည်လိုက်။ရုပ်ကလည်းကြည်နေတဲ့အတွက်စိတ်ကလည်းပဲအမြဲတမ်းကြည်လင်လန်းဆန်းနေတဲ့လူလည်းရှိတယ်။နောက်ဒုတိယတစ်မျိုးကတော့အာယုံတစ်ခုခုနဲ့တွေ့လာတဲ့အခါမှာဒေါသတော့ထွက်တယ်။ဒါပေမဲ့တော့ထွက်လာတဲ့ဒေါသကိုတတိကပ်ပြီးတော့မှချက်ချင်းထိန်းချုပ်နိုင်တဲ့လူလည်းပဲရှိပါလေ။နောက်လူတစ်မျိုးကတော့ အဒေါသဖြစ်လို့ဖြစ်မှမသိဘူးဖြစ်လာတဲ့ဒေါသကိုလည်းပဲမထိန်းချုပ်နိုင်ဘူးအယောင်ယောင်အမားမားတွေဖြစ်ပြီးတော့မှလုံပြီးလုံရတဲ့လုံတတ်တဲ့ပုံပေါ်ကြီးလည်းပဲရှိပါတယ်အဲ့တော့ငါကတော့ဆရာတော်ကြီးတပါးဟောထားတဲ့တရားလေးတစ်ပုဒ်ရှိတယ်မဖြစ်စလောက်တရားတဲ့ဥစဉ်လေးနှစ်ပါးတပါးကရေချိုးနေတယ်ရေချိုးနေတော့အဲ့ရေချိုးနေတဲ့ဥစဉ်ရဲ့ဖနက်ကလေးကိုယဟန်တပါးကဖွက်ထားလိုက်တယ်ဘုကိုယ်တော်ကရေချိုးတဲ့နေရာကိုတက်လာတော့ စိတ်ခဲတော့မပါပါဘူးသူကလည်းအပေါ်ယံအနေနဲ့ပြောလိုက်တာပေါ့မဖြစ်စလောက်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါလေငါဖနက်ကိုပဲခွေးချီသွားတာလေကွာလို့ပြောလိုက်တော့ဖနက်ဖွက်တဲ့ကိုတော်ကမခံနိုင်ဘူးသူ့ကိုခွေးနဲ့နိုင်ရမလားသူပြောလိုက်မှပဲငါကခွေးလုံးလုံးဖြစ်သွားပြီဆိုပြီးစိတ်ဆိုးမှန်ဆိုးနေဗျာဖြစ်လာတဲ့ဒေါသကိုထွက်လာတဲ့ဒေါသကိုထိ ंछ ုံနိုင်စွာမရှိပါဘူး။ညာနာပါဖြစ်ပေမဲ့လို့ထိ ंछ ုံနိုင်စွာမရှိတော့ ငါ့ကိုခွေးနဲ့နိုင်ရမလားဆိုပြီးအဲ့ဒီပြောတဲ့ပုံတော်ကိုအုံနေခဲနဲ့ခေါင်းကိုထုခွဲလိုက်ပါတယ်။ပုဂ္ဂိုလ်တော်ကလည်းအဲ့ဒီမှာပြန်တော်မူသွားပါပြီ။တရားကတော့မဖြစ်စလောက်ဘူးလေပေါ့။ဒါပေမဲ့လို့ဖြစ်သွားတာကပုဂ္ဂိုလ်တော်ကပြန်တော်မူသွားတယ်။ဒီအုတ်ခဲနဲ့ထုတဲ့ပုံတော်ကရာဇဝတ်မှုတင်ပြီးတော့မှထောင်ချသွားတယ်ပေါ့။ဒါကဘာလဲဆိုတော့ဒေါသကိုထိန်းချုပ်နိုင်စွာမရှိတာဖြစ်ပါနဲ့။မြတ်စွာဘုရားလက်ထက်ကရဟန်းတော်တစ်ပါးဟာတစ်ပင်နေခုတ်တယ်။အဲ့ဒီတစ်ပင်မှာ ဒီကလေးလေးနဲ့နတ်သမီးတစ်ပါးနေထိုင်နေပေါ့တာမီနဲ့ရောက်ပေါ့နေထိုင်တော့အဲ့ဒီယဟန်တစ်ပါးကတစ်ပင်ကိုခုတ်တဲ့ခါမှာတစ်ပင်မှာဆောင်းနတ်သမီးကတားပါလေအရှင်ဘုရားမလုပါနဲ့ဘုရားတပည့်တော်တို့အိမ်လေးကိုမဖြတ်စည်းပါနဲ့ဘုရားတပည့်တော်ရဲ့သားလေးကိုကြိခိုက်ပါမယ်ဘုရားလို့အမျိုးမျိုးတောင်းပါပြီမဲ့လေယဟန်ကအဲ့ဒီတစ်ပင်ကိုခုတ်လဲပါလေခုတ်တဲ့ချိန်မှာအဲ့ဒီနတ်သမီးရဲ့ကလေးလေးရဲ့လက်ကိုထိသွားပါလေစိတ်ဆိုးလုံးလို့တဲ့ယဟန်တော်ကို တတ်ပြစ်မယ်ဆိုပြီးချိန်ဝါလိုက်တဲ့အချိန်မှာမဖြစ်ဘူးငါဒီတော့တာကိုအသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားကိုရှောက်မှပဲလို့မြတ်စွာဘုရားရှိခိုးရှောက်ထားပါတယ်မြတ်စွာဘုရားတပြောဒီရီလိုပဲဗျာဒီဟန်ကိုတပြီတော့တတ်ပြီတော့မလို့ဗျာလို့ဆိုတော့ဒီမင်းဒေါသကိုမင်းထိန်ချုံလိုက်နိုင်တာကောင်းတယ်မင်းဒေါသကိုအချိန်မီလေးမထိန်ချုံနိုင်ဘူးဆိုရင်မင်းဟာဒီယဟန်ကိုတတ်တဲ့အတွက်အကုသိုလ်ကံကတော်တော်ကြီးကိုကြီးကျွားနေပြီဆိုမြတ်စွာဘုရားကသာဓုခေါ်ပါတယ် ဲ့တော့ပြောချင်တာကဒေါသထွက်လာပြီးအမားတကူကလုံးပြီးတော့မယ်ဆိုရင်အဲ့ဒီဒေါသကိုချက်ချင်းရတတ်နိုင်အောင်ကြိုးစားပါရတတ်ပြီးပြီဆိုရင်ငါဒီဖြစ်စဉ်ကို ကိုယ့်ထဲဉာဏ်ပညာကြီးမားတဲ့ပုံကိုယ်တွေဘယ်သူကိုယင်ဖွင့်လိုက်ရရင်ကောင်းမလဲဥပမာဘုံဘုံကကိုယ့်အကိုဉာဏ်ကြီးရှင်လို့ပြောတာတော့မဟုတ်ပါဘူးเนาะချို့တော့တမမိတ်ဆွေကြီးကဘုံဘုံကိုလာပြီးတော့မှယင်ဖွင့်တာလေးတွေရှိပါတယ်ဘုံဘုံတို့အနေနဲ့လည်းပဲ စားတဲ့ပေထဲမှာပါတဲ့အတိုင်းလေးတွေမြတ်စွာဘုရားဟောခဲ့တဲ့နှုတ်ကပတ်တော်တွေကထုံထုံပြီးတော့မှပြန်လည်ပြီးတော့မှပြောပြရပါတယ်ဘယ်သူကိုပဲပြောပြောပေါ့နော်ဘယ်ပညာရှိဟန်တော်ကိုပဲမြင်မြင်ဘယ်ပညာရှိလူကိုပဲမြင်မြင်မေးကျင်တဲ့ပုဂ္ဂိုလ်မေးလို့ရပါတယ်အဲ့တော့မေးလိုက်မယ်ဆိုရင်ကိုလုတ်တဲ့လုတ်ရဟာမာသလားမန္တလားထောက်ပြဝေဖန်သုံးသပ်ပြီးတော့မှပညာရှိတွေကပြောပြပါလိမ့်မယ်အဲ့တော့ဒေါသထွက်လာရင်အဲ့ဒီဒေါသကိုအချိန်မီရပ်တန့်နိုင်အောင်ကြိုးစားပါ ပရိအုံနိုင်အောင်ကြိုးစားပါကြိုးစားပြီးပြီဆိုရင်ဒီအဖြစ်စဉ်ကို ကိုယ်ထက်သိတဲ့တတ်တဲ့မြတ်တဲ့ဆရာတွေထံစီကပ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ဒါဘောဓါကိုထိချုပ်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒီခဏနေအဖြစ်စဉ်လေးကိုပြန်ကြည့်မယ်ဆိုရင်နတ်သမီးကကာယကံနဲ့ဝစီကံကိုထိနိုင်နိုင်တယ်ကာယကံနဲ့လည်းမပြင်းမပြီးတော့ဘူးဝစီကံနဲ့လည်းပဲမပြင်းမပြီးတော့ထိနိုင်နိုင်တယ် ဟိုအရှိမကြခဲ့တဲ့ဇာလန်းတွေကယဟန်တို့ကတော့ကာယကံရောဝစီကံရောမထိနိုင်တော့တဲ့အတွက်အဲ့ဒီမှာဟုတ်ကဲ့နဲ့ထူလိုက်တော့ပို့ပြီးတော့မှပြင်ပူကြည့်သွားတာပေါ့ဒါကြောင့်မို့ဒေါသကိုအချိန်မီထိန်းချုပ်ပါကျေးဇူးများကြီးတက်ပါတယ်